မေရိကန်ဘန်သူနှုန်းဆုံးဖြတ်ချက်ထွက်ပြီးနောက်တစ်ရက်မေလ10ရက်ကျွန်တော်တို့နေ့တရက်တာအတွက်ကမ္ဘာချွေးဈေးကွက်ရဖြစ်လာမယ့်အလားအလာကိုကျွန်တော်သုံးသပ်ပြောကြားပြသွားမှာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်အရင်ဆုံးကမ္ဘာချွေးဈေးရနေထောင်ဤပညာပိုင်းအရင်ဆုံးသုံးသပ်ကြည့်တာပေါ့နော်။မနီကကဘာရွှေစီရပါတော့ကျွန်တော်တည့်အတာနေထားအပြင်ကြည့်မယ်ဆိုရင်မနေ့ကဈေးအကျနဲ့ပြီးခဲ့တဲ့ညဘက်အမေရိကန်ဘန်သွန်းလုံးဆုံးဖြတ်ချက်ထွက်ပြီးမှကဘာရွှေစီကပြန်ကျခဲ့တယ်ပေါ့နော်ကျွန်တော်တို့3390လောက်ကနေဈေးကပြန်ကျခဲ့တယ် ဒီနေ့မနက်မှာဆိုရင်ကပ္ပရွှေစီကကျွန်တော်တို့အာသူမနေ့ကအပိတ်စီးကကျွန်တော်တို့3364ဝင်းကျင်မှာပိတ်ခဲ့တယ်ဒီနေ့မှာဆိုရင်ကျွန်တော်3364ဝင်းကျင်မှာဈေးပွင့်လာတယ်လက်ရှိချိန်ဒီအမြင့်ဆုံးနေနဲ့ကျွန်တော်တို့အာအပေါ်ဘက်ကကျွန်တော်တို့ဒီ3400ခွန်8လောက်ထိတက်ခဲ့ sorry 3900ခွန်8 3450ချောက်ထိတက်ခဲ့တယ်ပေါ့နော်အနေအဆုံးနေနဲ့ကျွန်တော်ကမနေ့ကအဖွင့်စီးကအနေအဆုံးဈေးပဲခင်ဗျအဲ့ဒါဖြစ်တဲ့ခါမှာလက်ရှိကပ္ပရွှေစီးရပေါ့နော် ကျွန်တော်တို့ဈေးအကျအနည်းငယ်အားတာရလို့ပြောလို့ရပြီမဲ့လေကျွန်တော်တို့အချိန်တနာရဲ့အတိုင်းတာနဲ့ကျွန်တော်တို့တွားကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာကမ္ဘာရွှေဈေးကဘယ်နဲ့ပဲကြပြည်နေလို့ပြောလို့ရလဲလို့မြင်မယ်ဆိုအပေါ်ဆိုရင်ကျွန်တော်တို့3.30ဗျ3.30အောက်ဆိုရင်3.50ဒီကြပြည်နေ3.50ပေါ့နော်ဒီကြပြည်နေအပေါ်လည်းမဖောက်နိုင်အောက်လည်းမဖောက်နိုင်တကယ်လို့ဒါမနေ့ကကျွန်တော်တို့ တည့်ရတာပိတ်စေးပေါ့နော်ကျွန်တော်တို့ market ကွာ day 1ကန်နေတာ3350အောက်ပိတ်ခဲ့ရင်ဒီနေ့ဈေးအကြာဆက်ကောင်းမယ်ဒါမှမဟုတ်အပေါ်ဘက်က3030အထက်မှာပိတ်ခဲ့ရင်တော့စံချိန်တက်ဈေးဆက်တက်လိမ့်မယ်ပေါ့နော်စံချိန်တင်ဈေးဆက်တက်လိမ့်မယ်အဲ့ဘက်ကဘယ်ဘက်မှာမဖောင်းနိုင်ဘူးမနေ့ကအမေရိကန်ပန်တို့ထွက်ပြီးမှလည်းဈေးကလှုပ်တော့လှုပ်တယ်ဒါပေမဲ့ကျွန်တော်အပေါ်အောက်လေးပဲလှုပ်သွားတာအပေါ်ကဈေးအတက်အဓိကဟန်တာဈေးတန်းဖြစ်တဲ့3030အထက်လည်းမမြင်ခဲ့ရဘူးမနေ့ကဘန်တုံလုံးဆုံးပဲချက်ထွက်ပြီးမှ တရက်တာဈေးပိတ်ဖို့နေတာနော်330အထက်လည်းမမြင်ခဲ့ရဘူးအဲ့လိုပဲအောက်ဘက်က3350ဈေးတန်းအောင်လည်းမမြင်ခဲ့ရဘူးပြည်နာကဘာရွှေစီကလက်ရှိမှာဈေးညင်တက်အနေသာဖြစ်နေရလို့ကျွန်တော်ပြောလို့ရပါတယ်ဒါပေမဲ့ဈေးညင်တက်အနေသာဖြစ်နေရဆိုပေမဲ့လည်းကျွန်တော်တရက်တရက်တာအနေသာကိုပြန်သွားကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာမနေ့ကတရက်တာအနေသာပေါ့ကျွန်တော်နည်းနည်းလေးချဲ့ပြပေးမယ်မနေ့ကတရက်တာအနေသာမှာသူလည်းဈေးအကြုံကြီးရအားအပြည့်ပဲခင်ဗျပေါ့ကျွန်တော်ဈေးအကြုံအားပြည့်ဆိုတော့ဘာလို့လဲလို့မြင်မယ်ဆိုဒီမှာဆိုရင်အနီရောင်300ရပါအပေါ်က အမြင့်ဆုံးစီးထွက်နေတာမရှိဘူးဒီမှာအချွန်ဒီလိုတခြားရက်တီတုံးကလို့ဒီမှာအချွန်ထွက်နေရမျိုးတွေမရှိဘူးပေါ့ညာမနေ့ကအမြင့်ဆုံးစီးကသူ့ရဲ့အဖွင့်စီးပဲပြီးရင်အနေဆုံးစီးနားမှာအပိတ်စီးကပိတ်သွားတယ်အောက်မှာလည်းအနေဆုံးစီးနဲ့အပိတ်စီးကြမှာဘလောက်ပဲဟလဲမိမယ်ဆိုရင်ကျွန်တော်တို့ကနှစ် point လောက်ပဲဟာလို့ဥပမာအနေဆုံးစေးက3360လောက်ဆိုရင်ကျွန်တော်တို့က2 point 3 point ပေါ့နော်အပိတ်စေးက336364လောက်မှာပိတ်ခဲ့တာခင်ဗျအဲ့ဒါပြတဲ့ခါမှာမနေ့ကတနေ့တာအားဖြစ်ဆိုအကြတော်တော်အားကောင်းခဲ့တယ်ဟုတ်ပြီဒီနေ့မနက်မှာတက်သွားတယ် တက်သွားတယ်ဆိုပေမဲ့လည်းကျွန်တော်တို့က3 4 5 6လောက်ရောက်ပြီးတော့ဈေးကချက်ချင်းပြန်ထိုးကြလာဒီမှာဆိုကြာကျွန်တော်ဒီနေ့တရက်တာကန်တယ်လေးကိုကြည့်လိုက်ဒီနေ့တရက်တာအတုံးလေးပေါ့နော်ကဘာရွှေစီအနေထားအတုံးလေးကိုကြည့်မယ်ဆိုဒီမှာအပေါ်ချွန်ကထွက်နေရရှေးကြီးပဲနည်းနည်းရှိတယ်ပေါ့အရှေးကြီးဆိုတာနည်းနည်းရှိတယ်ပြောချင်တာကျွန်တော်တို့ကဒီလိုအပေါ်ချွန်ရှင်းနေဆိုရအသေးပဲကအမြင်စေးရောက်တိုင်းကဘာရွှေကိုရောင်းနဲ့ရောင်းလို့အားတွေကများနေဈေးတက်ဖို့ကြိုးစားတယ်ပြန်ကြွားတယ်ဘာလို့ဆိုအပေါ်ရောက်တိုင်းနှိမ့်ရောင်းနေတယ် ဲ့ဒါပြက်ကမှရှင်းပါလေအပေါ်ဈေးရောက်တိုင်းအယောင်းနေဝင်နေရပြက်ကမှကျွန်တော်အခက်မသိလို့အယောင်းနေဈေးကွက်ကိုကြီးစိုးသွားတယ်ဆိုရင်ဈေးရပါသည်3350ဈေးတန်းအောက်ကိုဖောက်ကြပြီးော်ဗျာဥမာတရက်တာပိစေဒီနေ့တရက်တာပိစေ3350ဈေးတန်းအောက်မှာဖောက်ပိပြီးော်စီဆက်ကြသွားတာမျိုးဖြစ်နိုင်တယ်ခင်ဗျအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်ကတော့ဒီနေ့ကျွန်တော်အမြင်ရပါဘောเนาะကျွန်တော်တဝူးတဲ့အမြင်လက်ရှိဈေးနှုန်းသဘောတရားနဲ့တုံးသက်ချက်ကြကျွန်တော်ကတော့ဒီနေ့မှာဈေးအကျဆက်အားတမယ်လို့ကျွန်တော်တုံးသက်မိပါတယ်ဒါပေမဲ့ကျွန်တော်တုံးသက်ချက်လေးဘယ်ချိန်မှမားနိုင်တယ်လို့မြင်မဲ့ဆိုရင် ဒီနေ့တရက်တာပိတ်စီ3430စီတန်းအထက်မှာပိတ်သွားတယ်ဆိုရင်တော့ကျွန်တော်တုံ့နှံချက်မှာပါပြီဈေးအကျမလာနိုင်တော့ပါဘူးဒီထက်ပိုမတရက်တာကြာတယ်ဗျာဒီထက်ပိုပြီးတိကျပြောဒီထက်ပိုပြီးတော့အော်ဘယ်လိုပြောမလဲကျွန်တော်ကသေးတဲ့အချိန်နဲ့ဒီထက်ပိုပြီးတော့ငယ်တဲ့အချိန်နဲ့ကြည့်လို့ရမလားလို့ပြောမေးမယ်ဆိုရင်တော့ဒီနေ့တရက်တာအတွင်းကပားရွှေဈေးတာဒီ3430စီတန်းအထက်မှာတာအချိန်တနာကြီးအတိုင်းတာပိတ်စီကျွန်တော်တို့ market ခေါ်ရကျွန်တော်တို့ H1 ကန်နေပေါ့နော် H1 ကန်နေတဲ့3430အထက်မှာဖောက်တက်ပြီးဈေးပိတ်သွားတယ်ဆိုရင်ကျွန်တော်ရဲ့ဒီနေ့အတွက်ကမ္ဘာရွှေဈေးကတနည်းလုံးအတိုင်းတရာဈေးအကျအားတာနိုင်နေဆိုတဲ့သုံးသက်ချက်လေးဤပညာပိုင်းရပေါ့နော်မှားပြီလို့သာယူဆလိုက်ပါ3430အထက်မှာတရက်တာဈေးမပိတ်မချင်းကျွန်တော်ရဲ့ကမ္ဘာရွှေဈေးကဒီနေ့တနည်းတာအကျအားတာနိုင်ဆိုကျွန်တော်ပြန်ပြောမယ်ဆိုရင်3430အထက်မှာအ ਨੇ စုံဒီနေ့ကမ္ဘာရွှေဈေးအချိန်တနာရီအတိုင်းတာပိတ်ဈေးနဲ့ မပိတ်မချင်းဒီနေ့အတွက်ကျွန်တော်ရကဘာချွေစီတဏိတာလုံးရအကြအာတနိုင်နေဆိုတော့တုံးသက်ချက်လေးရအကျုံးဝင်နေမှာပါခင်ဗျအဲ့အဖက်ကဒီနေ့မှာကျွန်တော်တို့ရောင်းဖို့စဉ်းစားမှာဖြစ်ပါတယ်ဘာလို့တရက်တာလုံးအကြဈေးအကြအာတနိုင်နေလို့ကျွန်တော်တုံးသက်ထားတော့ဟုတ်ပြီအဲ့အဖက်ကမှာလက်ရှိဈေးရနေရောင်းပါလားကျွန်တော်ကဈေးအကြအာတမယ်ဆိုဗျာဥမာလက်ရှိဈေးရနေရောင်းခြင်းညာဟိုလက်ရှိဈေး88တက်မဟုတ်ဘူးအဲ့ဈေးကဈေးနေလို့ ਨੇ ကျွန်တော်တို့ အနည်းဆုံးရောင်းမယ်ဆိုရင်တော့မှကျွန်တော်ဘယ်စည်းလောက်မှရောင်းဖို့အားပစ်ချင်တယ်မြင်မယ်ဆိုကျွန်တော်အချိန်တနာရဲ့အတိုင်းအတာနဲ့ကျွန်တော်တွန်းကြည့်လိုက်မယ်။အနည်းဆုံးရောင်းမယ်ဆိုရင်တော့မှဗျာဒီဒီဈေးအပေါ်လောက်3400အထက်လောက်မှစပြီးတော့စဉ်းစားစစ်ကြည့်နေ3400အထက်3400ရှိမယ်3400နဲ့3400တိကျပြောပါဆို3400နဲ့3400ငါးကြာဗျာအကြာမှာကျွန်တော်တို့ရောင်းဖို့ကျွန်တော်တို့စဉ်းစားလို့ရတယ်ဟုတ်ပြီ ီထက်ပိုတက်ရင်တော့ကျွန်တော်တို့ကမနက်တုန်းကအမြင့်ဆုံးတက်မနက်တုန်းကအမြင့်ဆုံးတက်ခဲ့တယ်ဗျာ3415နဲ့3420ကြားမှာရောင်းလို့ရတယ်โอเคအစီတန်းစုံနဲ့ကျွန်တော်ရောင်းဖို့ကြိုက်တယ်ဒါဟုတ်ပြီဒီနေ့အတွက်အပိုင်ဆုံးရောင်းမဲ့ဈေးတန်းကတော့ကွာကျွန်တော်ဒီနေ့အကြိုက်ဆုံးဈေးတန်းကတော့3330နဲ့3335ဈေးတန်းဆုံး3335ဈေးတန်းဆုံးအဲ့ရတော့ဒီနေ့အတွက်ရောင်းဖို့အကြိုက်ဆုံးဈေးတန်းဆုံးမှာခင်ဗျအဲ့လောက်ဖက်ကဈေးတန်းဆုံးက3ခု3400နဲ့3405ချာမှာရောင်းလို့ရတယ်အရှုံးပိုင်းဈေးတန်း3400 405အထက်ပေးအမြတ်ပိုင်းစီးနှောင်းကိုပြအနည်းဆုံး3380လောက်တည်ကြည့်လို့ရတယ်3390ဒီထက်ကိုပို့ဆောင်နိုင်ပြ3350လို့3330လို့တည်လဲဆောင်ပြီးယူလို့ရတယ်။ဟုတ်ပြီဒီစီးနှန်းဆောင်ကပြတကယ်လို့အပေါ်ဖောက်တက်သွားရဆိုရင်ဆက်တက်သွားရဆိုရင်ဒီ3415နဲ့3320ရာမကဘာရွှေကိုရောင်းလို့ရတယ်။အရှုံးပိုင်းစီးနှန်းကတော့ကျွန်တော်3025အထက်လောက်ပေး။အမြတ်ပိုင်းစီးနှန်းကတော့ပြကျွန်တော်တို့3390 3380စသဖြင့်ယူလို့ရတယ်။ ဟုတ်ပြီဒီဈေးနဲ့မှဖောက်တက်သွားရင်နောက်ဆုံးရောက်မယ့်ဈေးနဲ့ရှင်နဲ့အပေါ်ဆုံးအမြင့်ဆုံးဈေးနဲ့ပြတဲ့လက်ရှိချိန်ဒီပေါ့နော်လက်ရှိဒီတစ်ပတ်ထဲမှာအမြင့်ဆုံးတက်ခဲ့တဲ့ဈေးနဲ့ဆုံးဖြစ်တဲ့3430နဲ့3435ကြာဈေးနဲ့ဆုံးအရှုံးပိုင်းဈေးနဲ့ကိုကျွန်တော်3440အထက်လောက်ပေးအမြက်ပိုင်းဈေးနဲ့ကိုပြကျွန်တော်တို့3380 3390စသဖြင့်ယူလို့ရတယ်အာကျွန်တော်တို့ point အာ point 50 60လောက်ယူလို့ရတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကကမ္ဘာရွှေရဒီနေ့အတွက်ကျွန်တော်ရောက်မယ့်ဈေးနဲ့ဆုံး၃ခုပြောခဲ့တယ် ဟုတ်ပြီစန့်ကျင်ဘက်အနေနဲ့အဝဲဆိုရင်ရောအဝဲဆိုရင်တော့ကျွန်တော်အောက်ဘက်က3350နာဆောင်ကြည့်ပဲတကယ်လို့ပြကမ္ဘာချွေစီကမထိုးကြလာရင်3350နာရောက်တဲ့အခါမှာ3350အောက်ကိုမဖောက်နိုင်တော့အဲ3350နာမှာပြအသက်အားတွေပြန်ပြနေတယ်ဆိုစီဝယ်လိုအားတွေပြန်ဝင်လာတဲ့အနေအထားမျိုးဒီနားလိုမျိုးပေါ့နော်ဟာဒီမှာဈေးအသက်3နေပေါ့တနအီအတိုင်းတာနဲ့ဈေးအသက်3နေပြန်ပြနေတယ်ဝယ်လိုအားတွေပြန်ဝင်လာတဲ့အနေအထားမျိုးဆိုရင်တော့ကျွန်တော်3350နာမှာပြန်ဝင်ပါမယ်အမြတ်ပိုင်းဈေးတန်း ကျွန်တော်တို့330 330 80လောက်ထိယူလို့ရတယ်အရှုံးပိုင်းဈေးနှုန်းကို335ဈေးနှုန်းအောက်လောက်ပေးပါဟုတ်ပြီဒါကတော့ဝယ်ရမယ့်ဈေးနှုန်းဆုံးပြီးရင်ကျွန်တော်ခုနပြောခဲ့တယ်ကွာဒီ330ဈေးနှုန်းအထက်မှာဒါဒီနေ့တနေ့ဒါအတွင်းကဘာရွှေဈေးဒါကျွန်တော်အချိန်တနေ့အတိုင်းဒါပိတ်ဈေး H1 ကန်နန်နဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်တော့ကျွန်တော်ဈေးမကြနိုင်တော့ပြောခဲ့ရပါတော့ဟုတ်ပြီအဲ့လိုဖောက်ပိတ်သွားရင်ဆိုကျွန်တော်ဝယ်လို့ရတယ်ဒီ3430နဲ့3435ကြာမှာဝယ်ဒီ3430အထက်မှဒီတော့အချိန်တနားရင်အတိုင်းတာ အပိတ်ဈေးပိတ်သွားပြီဆိုရင်3330နဲ့3335ကြားမှာဝယ်လို့ရပါတယ်အရှုံးပိုင်းဈေးတန်း3225အောက်ပေးပါအမြတ်ပိုင်းဈေးတန်း3460 3480အထိကျွန်တော်ယူလို့ရတယ်အဲ့အပတ်ကမှာကျွန်တော်ဒီနေ့အတွက်တော့ကျွန်တော်ရောင်းမယ့်ဈေးတန်းဆိုတော့များတယ်ခင်ဗျဘာလို့ဆိုတော့ကျွန်တော်ကဈေးကလည်းအကြပ်ပဲသွားမယ်အနေထားမျိုးပြနေရအောင်အဲ့အပတ်ကမှာလက်ရှိဈေးကနေရောရောင်းလို့မရဘူးလားရတယ်ဒါပေမဲ့ risk များများယူရမယ်အာကျွန်တော်လက်ရှိဈေးကနေရောင်းဖို့အာမပေးချင်ဘူးကျွန်တော်ကအမြင့်ဈေးစောင့်ပြီးရောင်းတာပို့ကောင်းတယ်ဘာလို့လက်ရှိဈေးကနေရောင်းရဲဆိုရင်ပြဥမာဈေးက ဟိုပြောမြနေလကင်းဥရောပဈေးကွက်ချင်းတို့ညပိုင်းအမေရိကန်ဈေးကွက်ချင်းတို့မှာဆွဲတင်သွားရင်ဘယ်လိုလုပ်အဲ့အဖြစ်တဲ့ခါမှာကျွန်တော်တို့ကအမြင်ဈေးစောင့်ပြီးရောင်းတာတော့အကောင်းဆုံးပဲဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့မှတ်ထားတဲ့အမြင်ဈေးတွေမရောက်ဘဲထိုးချသွားရင်တော့ထိုးချသွားရဲဆိုရင်ဒီ3350ဈေးတန်းကိုစောင့်ကြည့်ပါနော်3350ဈေးတန်းအောက်မှာအချိန်တနားရဲ့အတိုင်းတာပိတ်ဈေးကျွန်တော်တို့ market ခေါ်ရ H1 ဘဲကန်နဲ့3350ဈေးတန်းအောက်မှာဖောက်ကြပြီးဈေးပိတ်သွားရင်လိုက်ရောင်း ဘယ်လောက်ထိကြနိုင်လဲလို့မေးမယ်ဆိုဗျာ3330တို့3325တို့ထိဈေးဆက်ကြနိုင်ပါတယ်အရှုံးပိုင်းဈေးတန်းကတော့3355အထက်လောက်ပေးပေါ့ခင်ဗျာဟုတ်ကဲ့ဒါလေးကကျွန်တော်ဒီနေ့တော့အယောင်းပိုင်းလောရမယ်ဈေးတန်းလေးလေးဖြစ်ပါတယ်တကယ်လို့ဒီနေ့တရက်တာအပိတ်ဈေးတာဘယ်အောက်ပိတ်ခရင်မနေ့ပြန်ဈေးဆက်ကြဖို့ဒီပညာပိုင်းဟာတကြမလဲလို့မေးမယ်ဆိုရင်ဒီနေ့တရက်တာပိတ်ဈေးတာဒီ3350ဆိုတဲ့ဈေးတန်းအောက်မှာပိတ်ခဲ့တယ်ဆိုရင်မနေ့ပြန်ဈေးဆက်ကြလိုက်မယ်။ဥမာ3 3300လို့3280လို့မြင်ရလိမ့်မယ်။ဟုတ်ပြီမဟုတ်ဘဲနဲ့ကျွန်တော်တို့က surprise အနေနဲ့ပေါ့နော်ဥပမာဆိုကြပါဒီနေ့ကျွန်တော်အကြမ်းမ်းတာဒါပေမဲ့စန်းဂျင်မတ်အနေနဲ့အပေါ်တက်သွားပြီးရောဒီနေ့တရက်တာပိတ်စေးတာ3430အထက်ပိတ်ခတ်ရင်တော့ကျွန်တော်တို့မနေ့ပြန်စားပြီးရောင်းဖို့မစင်စားနိုင်တော့ကြဗျဈေးကြလိုက်လိုက်ဝယ်ဖို့စဉ်းစားပါစီအသက်စံချိန်တက်တင်ပါလိမ့်မယ်လက်ရှိချိန်ဒီအမြင့်ဆုံးဈေးကစံချိန်တင်ခဲ့တာက3500အဲ့3500အထက်ထိစံချိန်တင်တက်ပါလိမ့်မယ်ဒါမှတခုရှိရ အာတပတ်နှစ်ပတ်သွင်းပါနော်ကျွန်တော်ချက်ချင်းတက်မယ်လို့လို့ဆိုလို့လာမို့မနေ့ပြန်ချက်ချင်းတက်သွားမယ်လို့ဆိုလို့လာမို့ဘူးဒီနေ့တရက်တာပိတ်စေအိတ်330အထက်ပိတ်နိုင်ခဲ့ရင်ဈေးအတက်အားဆက်ကောင်းသွားနိုင်မယ်ဟုတ်ပြီအဲ့ဘက်တကပြီးတော့ဒီနေ့တရက်တာပိတ်စေရဗျာ330ထက်လည်းမပိတ်ဘူး350အောက်လည်းမပိတ်ပဲနဲ့ဒီကြားပဲပြင်းနေပြီးတော့ဒီကြားမှာပဲဈေးငိမ့်နေရောအဲ့လိုမျိုးဆိုရင်တော့မနေ့ပြန်တတိထားပါလိမ့်မယ်ကျွန်တော်တို့ကအမေရိကန်ဘန်တိုးထွက်ပြီးဗျာ ထွက်ပြီးပြီးချင်းလဲဈေးငိမ့်နဲ့အဲ့နောက်တည့်ရက်လဲဈေးငိမ့်နဲ့ဆိုရင်အဲ့လိုတောက်ကြနေနေမှာတောက်ကြနေဆိုတော့သူတက်ပြညာဘက်ပေါ့နော်အမေရိကန်ဈေးကွက်ချင်းနေမှာဈေးကအရန်အလောက်ခတ်ကျန်းလိရှိတယ်ကျွန်တော်တို့မထင်မှတ်ထားတဲ့ဈေးတွေဖြစ်ဈေးအတက်ကြတွေဖြစ်လိရှိတယ်ခင်ဗျအဲ့ဒါပြတဲ့ကမှာဒီနေ့မှလည်းပြကျွန်တော်ကအဲ့3လေး30ထက်လဲမမြင်အောင်3350အောက်လဲမမြင်အောင်ဖောက်လဲမဖောက်နိုင်ဘူးမဖောက်နိုင်မဲ့ဒီကြားပဲပြေးပြီးတော့ဈေးငိမ့်နေရဆိုရင်တော့မနေ့ပြန်ညာအမေရိကန်ဈေးကွက်ချင်းမှာအထူးတတိထားပါတော့ဖြစ်နိုင်တနေ့လုံးတတိထားတာပိုကောင်းတဲ့ဈေးအတက်ကြ ခက်ကြမ်းကြမ်းနေလာလိမ့်မယ်ဈေးဆွဲတင်ဆွဲချတွေအများကြီးလာနိုင်တယ်ခင်ဗျအဲ့ဘက်ကမှဒီနေ့တရက်တာဈေးအနေထားကိုကျွန်တော်တို့တရားစောင့်ကြည့်ဖို့လိုအပ်ပါတယ်ဟုတ်ပြီပင်တာနီးပညာပိုင်းတော့တော်တော်ချက်ပါတော့တရင်မန်းကိုကျွန်တော်တို့တွားကြည့်မယ်တရင်မန်းတွားကြည့်မယ်ဆိုရင်ကျွန်တော်တို့တရင်ကခဏကျွန်တော်အမေရိကန်တရင်ပေါ့နော်ကျွန်တော်တို့ဒီနေ့မှကျွန်တော်တို့အမေရိကန်တရင်ဘာရှိမလဲ ီနေ့ရောက်တရင်ရောက်နေတယ်ဗျဒီနေ့ initial jaw လက်ကလိန်လာမသိဘူးကျွန်တော်တို့အာအလုံးလက်မဲ့စစ်တမ်းနှုံးတာဗျကျွန်တော်အပတ်စဉ်ထုတ်ပြန်နေကြအလုံးလက်မဲ့စစ်တမ်းနှုံးတာဒါတော့အပတ်တိုင်းထွက်နေကြပြီဒီညကျွန်တော်တို့9နိုင်မှထွက်မယ်ပမာစံတော်ချိန်9နိုင်မှထွက်မယ်ကျွန်တော်တို့အာသူကတော့နည်းမယ်မှန်းထားဒါအလုံးလက်မဲ့နှုံးနည်းသွားပြီဗောနော်ဒါအပြင်ကျွန်တော်က ထူးခြားချက်အနေနဲ့ဒီညမှာကျွန်တော်ကအမေရိကန်ကအင်္ဂလန်နဲ့ကျွန်တော်ကုန်သွယ်ရေးသဘောတူညီချက်ရပြီလို့မနက်ကထရန့်ကတက်တွတ်တာမှတက်ရည်တယ်ပေါ့နော်အဖရိကဒီညဗမာစံတော်ချိန်ည၈နာရီကျော်၉နာရီလောက်မှာကြီးညာဖို့ရှိတယ်အဲထရန့်ကထုတ်ပြန်ကြီးညာဖို့ရှိတယ်သူမီဒီယာတွေပါခေါ်ပြီးတော့ထုတ်ပြန်ကြီးညာမယ်ထင်တယ်အဲ့ဒါဖြစ်တဲ့ခါမှာဒါတတိထားမယ်အချက်ပေါ့နော်အဲကုန်သွယ်ရေးပြည်တယ်ပါဘာပြောပြတရုတ်လောက်တော့ကျွန်တော်တို့ကတရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးပြဿနာလောက်တော့အာယုံမဆိုင်ခံပေမဲ့လည်းဘာပြောပြဥရောပတဲကကျွန်တော်စီးပွားရေးအင်အားကြီးနိုင်ငံတခုဖြစ်တဲ့ အင်္ဂလန်နဲ့ကျွန်တော် United Kingdom ပေါ့ဗျာ United Kingdom နဲ့ဒီအမေရိကန်နဲ့ကောက်တွယ်ရေးတပုံးကြီးတုန်ကြီးကြရတယ်ဆိုတာဘာပဲပြောပြောကမ္ဘာစီးပွားရေးပေါ်တော့အထိုက်လျောက်တက်ရောက်မှုရှိတယ်အဲ့အဖက်ကမှသူတို့ကအဲ့ည7နာရီခွဲ9နာရီမှာချိန်ညမဲ့ဆိုတော့ဒီညအမေရိကန်ဈေးကွက်ချိန်တော့တစ်ချက်သတိထားမယ်အခမ်းတင်ဈေးနည်းနည်းအသက်ပြပြီးပြန်ကျသွားမျိုးတွေကြုံရနိုင်တယ်ဒါပြဒေါ်လာအင်းသက်ကလည်းမနည်းရဗျာ90အောက်လည်း99အောက်လည်းမရောက်ခဲ့ဘူး100ထက်လည်းမရောက်အဲ့ဖက်ကဒေါ်လာအင်းသက်ဒီနေ့စောင့်ကြည့်ရမယ်ဒေါ်လာအင်းသက်ဒီနေ့ညအမေရိကန်ဈေးကွက်ချိန်မှာ အဲ့တရားထက်တက်လန်းနိုင်တယ်ဆိုတော့ကဘာကျွေးစီကျွန်တော်မှန်းထားတဲ့အကြပဲသွားဖို့အထောက်ကူသတင်းပိုင်းရအထောက်ကူပေးလိုက်မယ်ပေါ့နော်မဟုတ်ဘဲနဲ့စန်းကြီးမနဲ့ပြ69အောက်သားကြာသွားရင်တော့ကဘာရွှေရတော့နည်းနည်းသတင်းပိုင်းရဆိုကြာပုံမလွဲတော့သတင်းချက်လက်ပိုင်းရဆိုရင်ရောင်းလိုပါတွေဝင်လာဖို့တိတ်မလွဲတော့ဘူးပေါ့နော်ပြီးတော့ကျွန်တော်အိန္ဒိယနဲ့ပါကစ္စတန်အရေးခင်းရတော့မနေ့ကပြီးသွားပြီပဲဆိုရမှာပေါ့ဆိုအိန္ဒိယဝင်တိုက်တယ်ပြအာအာဘယ်လိုပြောမလဲကျွန်တော်တို့ အမှတ်မထင်ဝင်တိုက်တယ်ပေါ့နော်အဲကျွန်တော် surprise အနေနဲ့ဝင်တိုက်တယ်ပြဿနာအိန္ဒိယရဲ့တိုက်လီဟင်းနေပစ်ပစ်ချခံလိုက်ရပစ်ချခံလိုက်ရကမှအိန္ဒိယတော့မနေ့ကတက်ခတ်မှုမှာ तू ကအရင်တိုက်တယ်ဆိုပေမဲ့လည်း तू ကဝင်တိုက်တယ်ဆိုပေမဲ့ तू ရှုံးသွားပြီလို့ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ तू လင်းရင်၅စီးလဲပစ်ချခံရတယ်ပြောတယ်ပြီးတော့တစ်ဖက်က trunk ကလည်းသူ့ရဲ့စစ်စင်ရင်ပေါ့နော်အိမ်မအိန္ဒိယရဲ့အဲ့စစ်စင်ရင်ကို तू ကတိတ်အတိမမပြူပေါ့ကျွန်တော်လက်မခံချင်ဘူးပေါ့နော်ရှင်းဆိုပြီးတော့ပြောခဲ့တယ်အဲ့ဒါပြတဲ့ခါမှာအိအိန္ဒိယအနေနဲ့ထက်တိုက်ဖို့ကမလွယ်တော့ဘူးဘာလို့လဲမိမဲ့ဆိုတော့ तू ဝင်တိုက်တာ तू အမမထင်ဝင်တိုက်တာတော့မှ तू တော်တော်လေးကိုဆုံးရှုံးခဲ့တာဖြစ်တဲ့အခါမှာ तू တကယ်လို့သာဆက်ပြီးတော့ပါကစ္စတန်ကိုဆက်ရန်စတိုက်ခတ်နေမယ်ဆိုရင်တော့အမေရိကန်ကလည်းသူ့ဘက်ကမျက်တည်ပြတာဖြစ်တဲ့အခါမှာပြည်ထနာရဲ့အကြီးကြီးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဘက်ကမှာကျွန်တော်ထင်မှတော့အိန္ဒိယနဲ့ပါကစ္စတန်ပြည်ထနာကနည်းနည်းငြိမ်းသွားပြီးယူဆပါလေအိန္ဒိယကလည်းသူ့ရဲ့အဲပြည်သူတွေခြေနဲ့အောင်လို့ပေါ့နော်ဒါတုံ့ပြန်တိုက်ခိုက်ပြလိုက်တာပေါ့ဒါပေမဲ့သူအနေနဲ့ခုနကပြောတော့ပေါ့လေရင်ငါးစီးလောက်ပြစ်ချခံရတယ်ပဲအဆုံးတက်သွားတယ်အဲ့လိုပုံစံမျိုးဖြစ်သွားတာပေါ့ အဲ့ဖက်တဲ့ခါမှာအိန္ဒိယနဲ့ပါကစ္စတန်အရေးကတော့မိတ်ထားလို့ရတာ။မနေ့ကဆိုရင်အဲ့မနေ့ကမနေ့ဆိုရင်အိန္ဒိယနဲ့ပါကစ္စတန်အဲ့ပြဿနာဖြစ်လို့အိန္ဒိယပါကစ္စတန်ဝင်တိုက်လို့ဆိုပြီးကမ္ဘာရှူတချို့လူတွေဝယ်ကြရကြရပေါ့နော်။ဒါပေမဲ့အဲ့တက်တိုက်ပြီးချင်းမဲ့မနေ့ခင်းမှာပဲစီးထိုးကြသွားတယ်မနေ့တော့ဆိုရင်အဲ့ဖက်တဲ့ခါကျွန်တော်မှာကျွန်တော်သတင်းတွေကိုကျွန်တော်အရန်အားပြုပြီးအရောက်ဝင်မလုပ်ပါနဲ့။အာဒီညမှာဗျာအာဆိုကြပါစို့အမေရိကန်နဲ့အင်္ဂလန်ကုန်သွယ်ရေးသဘောကျတူညီချက်ရပြီဒါဆိုရင်ကမ္ဘာရွှေစီကျနိုင်တယ်ဟာအမေရိကန်ဒေါ်လာအကောင့်မဲ့ အဲ့လိုမျိုးပေါ့ဒေါ်လာအင်တက်ကြီးပြန်တက်လာနိုင်တဲ့ကမ္ဘာ့ရွှေစိကြမယ်ဆိုပြီးသွားရောက်နာမျိုးတွေမလုပ်ပါနဲ့ကျွန်တော်တို့ကဟုတ်ပြီဒီတတိယကမ္ဘာ့ရွှေပေါ်ဘလို့တက်ရောက်မှုရှိနေတယ်ဟုတ်ပြီရောင်းလို့အားတွေဝင်လာစေနိုင်တယ်ဟုတ်ပြီဝင်လာစေနိုင်တယ်ဆိုကျွန်တော်တို့ကတစ်ဖက်ကနီးပညာပိုင်းကဘယ်ဈေးတန်းမှာရောင်းလို့အားတွေဝင်လာနိုင်လဲဟိုမှာဒီနေ့ဆိုပြကျွန်တော်တို့3 4 30ဈေးတန်းထဲမှာရောင်းလို့အားတွေဝင်လာနိုင်တယ်ဟုတ်ပြီကျွန်တော်ညာဘက်အဲ့ဗျာသူတို့အဲ့ကွန်တိုရီတပုန်းသူကြီးကထုတ်ပြန်တဲ့အချိန်မှာဗျာကမ္ဘာ့ရွှေစီကဆိုကြပါစို့3 8 0 3 8 90တွေရောင်းနေဟာအဲ့ဈေးတန်းမှာကျွန်တော်တို့သွားရောင်းလို့မရဘူး ဈေးနည်းနည်းပြန်တက်လာပြီးတော့ကျွန်တော်ဆိုကြပါစို့ခုနပြောတယ်ပေါ့နော်အမြင့်ဆုံးဈေးလို့တတ်မှတ်လို့ရတဲ့နေရာကြီးစောင့်ပြီးတော့ရောင်းတာမျိုးကနီးပညာပိုင်းကတတ်မှတ်ပြီးရောင်းတာမျိုးကကျွန်တော်တို့ပို့ပြီးတော့အနေငယ်ကင်းတယ်မဟုတ်ဘဲနဲ့ဒီတရင်ထွက်လာလို့ဆိုပြီးတော့ရောက်တဲ့ဈေးရနေဝယ်လိုက်ရောက်လိုက်ရောင်းတာမျိုးလောက်တာကခုနပြောစို့ဒီကဘာရွှေ trading လုပ်ငန်းမှာအရှုံးမဲများစေအဲ့ဒီတရင်နေ breaking new ထွက်လာလို့ဝယ်မယ် breaking new ထွက်လာလို့ရောင်းမယ်ဒီပညာပိုင်းကဘာစီတန်းမှမတက်မှတ်ဖ ೇನೆ အာတွေ့ရစီတန်းဝယ်တွေ့ရစီတန်းရောင်းဆိုတာမျိုးကတော့ပြင်ပြောမယ်ဆိုရင် ဒီကဘာရွှေ trading လုပ်ငန်းမှာဘလို့မှအဆင်မပြေဘူးပေါ့နော်ကျွန်တော်အရှုံးပေါ်တာပဲများပါလိမ့်မယ်အဲ့အပတ်တက်ခါမှာသတင်းမီထွက်လာရင်ကျွန်တော်အဲ့တသိန်းကဘလို့နေထားပြစ်လာနေတယ်ပြီးတော့ကိုကရောင်းအောင်မဲ့ဝယ်ရမယ့်စည်းနှံကိုတစ်ဖက်ကနီးပညာပိုင်းအောင်ကျွန်တော်ခုနပြောလို့ check ကိုကြည့်ပြီးတော့ကျွန်တော်တို့ကဘာရွှေရဲ့ဈေးရဲ့တကျ check ကိုကြည့်ပြီးတော့ဘယ်ကတော့အမြင်စေးဘယ်ကတော့အနေစေးဘယ်စည်းမှဝယ်တင်တယ်ဘယ်စည်းမှရောင်းတင်တယ်ပြီးရင်တစ်ဖက်ကအရှုံးပိုင်းစည်းနှံဘယ်မှာပိုင်းမလဲဒါလေးလေးကိုတတ်မှတ်ပြီးအရောင်းဝယ်လို့တာကရရှိမှာ तू ကကိုကကဘာရွှေ trading ကိုလောက်ကန်တဲ့ခါမှာပို့ပြီးအဆင်ပြေပါလိမ့်မယ်မဟုတ်ရင်တော့ကိုတို့ ိုးတော့လူတွေပါနည်းနည်းလေးရောင်းဝယ်လုပ်ပြီးသားနေအများကြီးရှုံသွားတဲ့လူတွေကျွန်တော်ကြောက်ဥပါလိမ့်မယ်အဲ့ဒါဘာလို့ဖြစ်လဲလို့မေးမယ်ဆိုရင်အာတရင်တရင်နေရရောင်းဝယ်လုပ်တဲ့ပြီးတော့တစ်ဖက်ကလည်းကျွန်တော်တို့ကဗျာရောင်းနေဝယ်တဲ့သူတို့မှာ risk management မရှိဘူးပေါ့ကျွန်တော်အရှုံးပိုင်းစေးနဲ့ပြေးမတော့ဘယ်စေးမှာအရှုံးပိုင်းတင်နေဆိုတော့မှမရှိဘူးသူကဓာကြီးကိုကျွန်တော်ကဗျာဝယ်ထားတယ်ဓာကြီးပစ်ထားမယ်ရောင်းထားတယ်ဓာကြီးပစ်ထားမယ်နောက်ကဘာချွတ်ထွေးပြင်းမှာအဲ့လိုလုံးလုံးမရဘူးဗျာကျွန်တော်ကဘာချွတ်ဆက်ပြောမရဘူးအခုဗျာ၃နောက်380လောက်ကနေဗျာပြောမရအောင်နောက် တပတ်လောက်တည်းမှာ3900 3800 ठी တက်သွားနိုင်တာပဲဟာဒါမှမဟုတ်လဲ3200 3300 ठी ကျသွားနိုင်တာပဲဒါကအယောင်းဝယ်လုပ်ငန်းဖြစ်ပါတယ်ကဘာရှူ training ဖြစ်ပါအယောင်းဝယ်ဈေးကွက်မှာဘာမဆိုဖြစ်နိုင်ပါတယ်ကျွန်တော်တို့လည်းအများအနေမှန်နေရမှာပေါ့ကျွန်တော်တို့တက်တက်ဆင်အောင်လွယ်တဲ့နေရရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘာနဲ့ထိနေ risk management နဲ့ထိနေအရှုံးပိုင်းဈေးနှုန်းပေးပြီးတော့ကျွန်တော်အယောင်းဝယ်လုပ်တယ်အဲ့ဘက်ကမှာကိုယ်အနေနဲ့မှားသွားရင်တော့မှအများကြီးမရှုံးဘူးပေါ့တနည်းအားဖြင့်အများကြီးမထီဘူးပေါ့ဗျာအဲ့ဘက်ကမှာကျွန်တော်တို့ဒီကဘာရှူ training လုပ်တဲ့ခါမှာအဲ့ရအရေးကြီးပါတယ် risk management ကောင်းကောင်းလုပ်တတ်ဖို့နဲ့ပြီးရင်နီးပညာပိုင်းရမလို့သူကသူဘာတိမှထွက်ပါစေနီးပညာပိုင်းရဝယ်တင်ရောင်းတင်တဲ့ဇီယံတွေကိုပိုင်းခြားတတ်မှတ်ဖို့အဲ့ဒါအရေးကြီးဆုံးပါပဲခင်ဗျာဟုတ်ကဲ့ဒါလေးရောကျွန်တော်ရဲ့ဒီနေ့အာမေလာရှီယန်နေတဲ့ဒါကဘာရွှေစည်းကွက်တောင်းတချက်ဗီဒီယိုဖြစ်ပါလေအခုလိုတောင်းတချက်ဗီဒီယိုတွေကို up to date ကြည့်ချင်နေဆိုရင်တော့ကျွန်တော်ရဲ့ဒီပေါ့နော်အဲ post မှာလည်း link လေးချပေးထားပါအဲ YouTube channel လေးကို subscribe လုပ်ပေးထားကြပါခင်ဗျာ ပြီးတော့ကျွန်တော်ဒီမှာဒီကမ္ဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်ဒန်းတွေတက်ရောက်လို့ရပါတယ်အဲအဲ့တင်ဒန်းတွေနဲ့ပတ်သက်ပြီးလဲစုံစမ်းမြင့်ကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Messenger တွေကနေစုံစမ်းမြင့်နိုင်ပါတယ်ခင်ဗျကမ္ဘာရွှေ trader အားလုံးပဲကျွန်တော်တို့ဒီနေ့မေလ၈ရက်နေ့တရက်တာအတွက်ကမ္ဘာရွှေစီတက်ကြကိုမှန်မှန်ကန်ကန်ရောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်များပတ်စံနိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးနေပါတယ်ဒီဗီဒီယိုလေးကိုကျွန်တော်အဆုံးသတ်ပါရစေခင်ဗျ